မာကတော့ကျွန်တော်ဘာအကြောင်းလေ့လာရမလဲဆိုတော့ကျွန်တော်ထိုင်းစကားမှာ cup ဆိုတဲ့စကားလုံးကိုကျွန်တော်လေ့လာရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ထိုင်းစကားမှာ cup ဆိုတဲ့စကားလုံးကိုကျွန်တော်ဘယ်လိုမျိုးအသုံးပြုလဲဆိုတာဒီဗီဒီယိုမှာအဲ share လုပ်ပေးသွားမယ်ပေါ့နော်အရင်ဆုံးကျွန်တော်ထိုင်းစကားမှာ cup ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကနှင်းလို့လည်းရတယ်လို့နဲ့လို့လည်းရတယ်ပေါ့နော် cup လို့အတန်ထွက်တယ်ပေါ့နော် တော့လာကြည့်မယ်ပေါ့နော်ကျွန်တို့ဒီ gap ဆိုတဲ့စကလုံးကိုဘယ်လိုမျိုးအသုံးပြုရလဲပေါ့နော်အဥမာကြည့်မယ်ကျွန်တို့သွားတဲ့ဆိုရင် pi เนาะ pi ဆိုရင်သွားတယ်เนาะအဘသူဆိုရင် cry cry เนาะသွားတယ်ဘသူအဲ့လိုဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုရဲ့ကြားမှာကျွန်တို့ gap ဆိုတဲ့စကလုံးကိုထည့်လိုက်မယ်ပေါ့နော်ထည့်လိုက်မယ်ဆိုရင်သူရဲ့အိဗယ်ကဘာဖြစ်သွားမလဲဆိုတော့ဘသူနဲ့သွားတယ်လို့လည်းရတယ်လို့ဘသူနဲ့သွားတယ်လို့လည်းရတယ်ပေါ့နော် ไปกับใครဆိုရင်ဘသူနဲ့ตွားရလဲအဲ့လိုအဓိပ္ပာယ်ဖြစ်သွားမယ်ပေါ့เนาะနောက်တစ်ခုကြည့်မယ်ပေါ့เนาะနောက်တစ်ခုကကြတော့ไปตွားတယ်တငယ်ချင်းကိုထိုင်းလို့ကเพื่อนเพื่อนเนาะเพื่อนဆိုရင်တငယ်ချင်းပေါ့เนาะအဲ့တော့ဥမာချက်တို့ကတငယ်ချင်းနဲ့ตွားတယ်ဆိုရင်กับကိုထဲ့မယ်ပေါ့เนาะไปกับเพื่อนอ่าအဲ့လိုလေးသုံးလို့ရတယ်ပေါ့เนาะไปกับเพื่อนဆိုရင် တငယ်ချင်းနဲ့သွားတယ်အဲ့လိုလေးပဲဖြစ်သွားမယ်ပေါ့နော်နောက်တစ်ခုအကြတော့ချက်တို့နေတာကိုထိုင်းလို့ကယူယူဆိုရင်နေတယ်ပေါ့နော် cry ကဘသူပေါ့နော်ဥမာချက်တို့ကဘသူနဲ့နေတာလဲလို့ပြောချင်တယ်ဆိုရင် up ဆိုတဲ့စကားလုံးကိုဒီမှာထည့်မယ်ပေါ့နော် you cup cry อยู่กับใครဆိုရေးချက်တော့ဘသူနဲ့နေတာလဲအဲ့လိုမျိုးလေးချက်တော့ကဆိုတဲ့စကလုံးကိုအာတစ်ခုနဲ့တစ်ခုကြားမှာချက်တော့အဲ့လိုမျိုးထက်ပြီးပြောသွားလို့ရတယ်သုံးသွားလို့ရတယ်ပေါ့နော်ဥပမာချက်တော့ကအဖေမေတွေနဲ့နေတယ်ဆိုရင်ယူဆိုရင်နေတယ်အဖေမေကိုဖော်မဲလို့ခေါ်တယ်ပေါ့နော်အဲ့တော့ချက်တော့ဥပမာအဖေအမေတွေနဲ့နေတယ်လို့ပြောချင်တယ်ဆိုရင်ယူကပ်နော်ကပ်ထက်မဲ့ อยู่กับพ่อแม่อะไรမျိုးလေးသုံးလို့ရတယ်ပေါ့เนาะอยู่နေတယ်กับနှစ်ပေါ့เนาะ พ่อแม่အဖေအမေတွေနဲ့ပေါ့เนาะอยู่กับพ่อแม่ဆိုရင်ရှေတို့အဖေအမေတွေနဲ့နေတယ်အဲ့လိုပုံစံလေးရှေတို့ဒီกับဆိုတဲ့စကားလုံးကိုရှေတို့အဲ့လိုမျိုးလေးဂျားမှာခံပြီးရှေတို့သုံးသွားလို့ရတယ်ပေါ့เนาะ